ဇလန်းလေးရဲ့အစမှာတော့ဆရာသူ့ရဲ့အကြောင်းသားတွေကိုနောက်နေ့တက္ကသိုလ်ဝင်ဆောင်ွယ်ဖျားမယ်ကြောင်းကိုကျိုးနေစိတ်ဒုက္ခပေးပြီးတော့ပြောနေခဲ့ပါတယ်။ဒါကြောင့်မလို့အချိန်ရှိဆုံးရေကူးကန်တို့ပင်လယ်တို့သွားကြမယ်ကြောင်းကိုပြောနေခဲ့ပေမဲ့အီရှီကာဝါကတော့ဆရာနေရာတကာပါနေရာကြောင့်လွတ်လွတ်လပ်လပ်မဖြစ်တဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။ဟိုရီကတော့အเจ้าကိုစောစောစီးစီးလာတဲ့အချိန်ဆရာရဲ့ဟိုင်းဝေးလက်မကြီးလိုစားနောက်ချင်းကိုခံရတာကြောင့်စိတ်ပြက်လက်ပြက်နဲ့အိတ်နေခဲ့ပါတယ်။အီရှီကာဝါကတော့ကာရာအိုကေလက်မဝယ်ထားတာဖြစ်ပြီးတော့ညနေကျရင်တငယ်ချင်းတွေနဲ့တူတူသွားဖို့စီးယုံနေခဲ့ပါတယ်။ ကိုရီးယားတော့ထုံးစံတိုင်းမှာသူမလိုက်တော့ဘူးလို့ငင်းဆန်နေတဲ့အချိန်ဖုန်းကပြုတ်ကျသွားတာဖြစ်တာကြောင့်မီယာမူယာလို့ခေါ်တဲ့ကောင်လေးတယောက်ကဖုန်းကိုကောက်ပေးခဲ့ပါတယ်။ကိုရီးယားတငယ်ချင်းတောင်မီယာမူယာအိုတာကူတယောက်ဖြစ်လိမ့်မယ်ဆိုပြီးတော့ထင်ကြီးတွေပေးနေကြပါတယ်။ကိုရီးယားသူ့ရဲ့ဖုန်းကိုကြည့်ပြီးတော့အိမ်ကိုပုံမှန်တိုင်းပဲပြန်ခဲ့ပါတယ်။ကျောင်းမနေမီဂျီဘီချစ်စရာကောင်းတဲ့ကိုရီးယားအိမ်စောစောပြန်နေရကြောင်းကောင်လေးရနေပြီလားဆိုပြီးသူ့ရဲ့တငယ်ချင်းတွေကထင်ကြီးတွေပေးနေကြပါတယ်။လက်တွဲမှာတော့ကိုရီးယားမိသားစုတာဝန်ကိုယူထားတဲ့ကောင်မလေးတယောက်ပဲဖြစ်ပါတယ်။ကိုရီးယားမိရလည်းဒီနေ့အိမ်ပြန်နောက်ကျမှဖြစ်တာကြောင့်ညစာကိုသူတာဝန်ယူရမှဖြစ်ပြီးတော့သူ့ရဲ့မောင်လေးစုတာကိုမူချိုးရနေပြီးတော့တကြွခဲ့ပါတယ်။ ကိုရီးယားတော့လူငယ်ဘဝမှာလူငယ်လူမနေရပဲနဲ့မိသားစုတာဝန်ကိုယူနေရတဲ့ကောင်မလေးတယောက်ပဲဖြစ်ပါတယ်။အိမ်ပြန်လမ်းမှာတော့ကောင်လေးခက်ချောချောလေးကဟိုရီကိုကြည့်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဟိုရီရဲ့မောင်လေးကလမ်းမှာချော်လဲခဲ့တာကြောင့်ကောင်လေးခက်ချောချောလေးကအိမ်ထိလိုက်ပို့ပေးတဲ့အခါကျေးဇူးတင်နေတာကြောင့်အိမ်မှာဧည့်ခံလိုက်ပါတယ်။မိသားစုတာဝန်ကိုယူထားတဲ့ဟိုရီကိုမောင်ဆောက်ချောကြီးကချီးကျူးနေခဲ့ပါတယ်။မောင်ဆောက်ချောကြီးကအခန်းတစ်ကဟိုရီမလားလို့မေးလိုက်တဲ့အခါမှာတော့ဟိုရီကအံ့ဩသွားခဲ့ပြီးတော့နင်ကငါတို့ကြောင်းလားဆိုပြီးတော့ပြန်မေးခဲ့ပါတယ်။ ။နောက်ဆောက်ချိုးကြီးကလည်းသူကမီယာမူယာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါမှာတော့ဟိုလီတယောက်အံ့ဩသွားပါတော့တယ်။မီယာမူယာရဲ့ကြောင်းအပုံစံနဲ့အိမ်အပုံစံနဲ့မတူတာကြောင့်ဟိုရီယာမယုံကြည်နိုင်နေဖြစ်နေခဲ့ပါလေ။ဟိုရီယာမီယာမူယာကိုနေရာတနေရာကိုဆွဲခေါ်သွားပြီးတော့ညနေကျရင်အိမ်လေလာခဲ့ဖို့ပြောနေခဲ့ပါလေ။သူခေါ်တာမဟုတ်ဘဲနဲ့သူ့ရဲ့မောင်လေးဆူတာကလာလေစီချင်းလို့လူပြောပါလေ။တခါမှအိမ်ရဲ့လေခေါ်မခံရဘူးတဲ့မီယာမူယာကတော့ ပထမဆုံးအိမ်လဲခေါ်ခံရတာဖြစ်တဲ့အတွက်ပျော်ရှင်နေပါတော့တယ်။မီယာကိုအပြင်းအပုံစံတိုင်းပဲဟိုလီကနေဖို့ပြောနေခဲ့ပါတယ်။မီယာကတော့သူ့မှာနှစ်ပေါက်တွေဖောက်ထားတာကြောင့်သူ့ရဲ့ပုံစံအစ်မန်ကိုဖုံးခွဲထားဖို့လို့ပြောပါတယ်။မီယာကအူတာကူတယောက်မဟုတ်တဲ့အပြင်စာပါမတော်တဲ့အကြောင်းကိုဟိုလီကတီးသွားရပါတယ်။ ဒါကြောင့်မလို့ညမန်နဲ့အေးအေးဆေးဆေးနေတတ်တဲ့ကောင်တွေကိုစာတော်တဲ့ကောင်တွေဆိုပြီးအထင်မကြီးကြဖို့ပြောချင်ပါတယ်။ဟိုရီကအချိန်ပိုင်းဆိုင်နေတဲ့ဂျူညာစာရဲကိုဖတ်နေတုန်းမှပဲမီယာအနားကိုရောက်လာတဲ့အခါမှာတော့အမှတ်တက်မဲ့နှစ်ယောက်သားအကြည့်ချင်းစုံသွားပါတယ်။အချိန်ပိုင်းကျအုပ်တွေကိုဝယ်ချင်တာဖြစ်တာကြောင့်ညနေ၄နာရီမှထိုးရင်ဆိုင်မပိတ်ခင်ဝယ်ရမှာဖြစ်ပါတယ်။နောက်တနေ့မှာတော့ဟိုရီကမီယာကိုကျအုပ်ဝယ်ခန်းလိုက်ပြီးတော့သူကတော့အိမ်ကိုဆော့ဆော့ပဲပြန်သွားပါတယ်။ မိသားတယောက်ကလည်းအချိန်ပိုင်းကျောက်ဆိုင်မှာပိတ်ခင်အသေးထံဝယ်ရမှာဖြစ်တာကြောင့်အပြေးလွှားဖြစ်နေခဲ့ပါတယ်။အိမ်နေပုံစံအဖြစ်ပြောင်းလဲလိုက်ပြီးတော့ခြံစည်းဝိုးကိုကြော်လိုက်တဲ့နေ့အချိန်မှာဟိုရီရဲ့တငယ်ချင်းယူကီကတော့ဘယ်ဟာဆင်လေးလဲဆိုပြီးကြည့်နေခဲ့ပါတယ်။ယူကီကလှမ်းပြီးတားလိုက်တယ်မဲ့လည်းအလင်းလိုနေရာကြောင့်မိယာမူရကျောက်ဆိုင်ဝယ်အမြန်ပြေးသွားပါတယ်။ဒီလိုနဲ့ကျောက်ကျော်လေးကရိုက်ရှိခဲ့ပြီးတော့မိယာကတော့နောက်တစ်ခါကျရင်အချိန်ပိုင်းဆိုင်နေမှာဘာပစ္စည်းမှမဝယ်တော့ဘူးဆိုပြီးတော့ညီးသွားနေခဲ့ပါတယ်။ ။ဒါမှယူကီနဲ့ဒဲရိုးခဲ့ပေမဲ့သူမမှတ်မိမှာမဟုတ်ဘူးဆိုပြီးတော့ပြောနေခဲ့ပါဗါး။ဟိုရီကတော့မီယာရဲ့ခုလိုပုံစံကိုသူကလည်းပြီးတခြားဘလူးကမှမသိစေချင်ဘူးလို့ပြောပါဗါး။မီယာလည်းခုလိုအိမ်မှာနေပြီးတော့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေတတ်တဲ့ပုံစံလေးကိုသူကလည်းပြီးတခြားဘလူးကမှမမြင်စေချင်ဘူးလို့ပြောနေခဲ့ပါဗါး။ပြီးတော့အဲ့ဒီအခိုက်အတန့်လေးကသူတယောက်ဝယ်ပိုင်ဆိုင်ရဟိုက်လို့ပြောလိုက်တဲ့ခါမှာတော့ဟိုရီကညှင်းရဲတာတာနဲ့ပဲအေးကွက်ကိုကမ်းပြေးခဲ့ပါဗါး။ပါဇက်ကလည်းအယူဆိုတဲ့စကားကိုထက်ခါထက်ခါပြောနေခဲ့ပါဗါး။ ောက်တနေ့မှာရေကူးတင်တဲ့စားတော့မှာဖြစ်တဲ့အတွက်မိအားအသေးအံဖြစ်နေခဲ့ပါတယ်အဓိကအကြောင်းအရာတော့သူ့ရဲ့ခန္ဓာကိုယ်မှာတက်တူးတွေရှိနေလို့ပဲဖြစ်ပါတယ် ။ကျောင်းမှာလည်းဟိုရီနဲ့မီယာတပူတော်တော်ဖြစ်လာတာကိုအတန်းနဲ့အတူတွေကသတိထားမိနေခဲ့ပြီးတော့အီရှီကာဝါကတော့မင်းဟိုရီနဲ့တွဲနေရလားဆိုပြီးတော့မီယာကိုမေးလိုက်ပါတယ်။မီယာကလည်းသူနဲ့ဟိုရီနဲ့မလိုက်တဲ့အကြောင်းကိုပြောနေခဲ့ပြီးတော့အီရှီကာဝါကိုမင်းသူ့ကိုကြိုက်နေရတာမေးလိုက်တဲ့ခါမှာတော့အမှန်တိုင်းပဲဝန်ခံသွားပါတယ်။အော်ဒါကြောင့်မလို့ငါနဲ့ဟိုရီနဲ့စကားပြောရင်မင်းကစိုက်ကြည့်နေတာပေါ့ဆိုပြီးတော့ပြောပါတယ်။အဝေလဲကမ်းမှာလဲနွေရာတီကြီးကိုနေတိုင်းဆောင်းလင်းဝတ်စုံဝင်နေတဲ့မီယာကိုဘာလို့ဝင်နေရလဲလို့မေးလိုက်တဲ့ခါမှာတော့မီယာသူ့အောက်မှာရှိတဲ့တက်သူးတွေကိုပြခဲ့ပါဗါး ။ပေရှားကြည့်လိုက်တော့မှမီယာကချောနေတာဖြစ်တာကြောင့်ဟိုရီကဒီလိုမျက်နှာပုံစံမျိုးကြိုက်တာလားဆိုပြီးတော့အီရှီကာဝါကတဝင်တူနေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့အီရှီကာဝါကဟိုရီကိုဖွင့်ပြောတော့မယ်ကြောင်းမီယာကိုပြောနေခဲ့ပါတယ်။နေ့လယ်ပိုင်းမှာတော့မီယာကဟိုရီကိုပတ်ပြီးရှောင်နေခဲ့ပါတယ်။အီရှီကာဝါကလည်းညနေကြောင်းစရင်စကားပြောဖို့လာတွေးဖို့အကြောင်းနဲ့မီယာမူယာကသူ့ရဲ့မောင်လေးကိုတွားချိုလိုက်မယ်လို့ပြောပါတယ်။ညနေကြောင်းစချိန်မှာတော့အီရှီကာဝါကဟိုရီကိုအမှန်ကန်နေဖွင့်ပြောနေကြပါတော့တယ်။ ဟိုရီနဲ့အီရှိကာဝါနဲ့တွဲပစ်ခဲ့ရင်သူကအလိုက်တတိနဲ့ထွက်ပြောင်းမယ်ဆိုပြီးတော့မီယာတွေးနေခဲ့ပါတယ်။ဒီလိုနဲ့ပဲဟိုရီကအကြောင်းအနေအိမ်ပြန်ရောက်လာခဲ့ပြီးတော့မီယာမူယာကိုပြောစရာရှိရဆိုပြီးတော့အခန်းတခန်းကိုခေါ်သွားခဲ့ပါတယ်။အဓိကပြဿနာကတော့မီယာဟိုရီနဲ့သူနဲ့မလိုက်ဘူးလို့ပြောလိုက်တဲ့စကားကြောင့်ပဲဖြစ်ပါတယ်။ဟိုရီကသူ့အကောင်းကောင်းဆက်ဆံပေးရတဲ့အသားနဲ့သူ့ကိုဘာဖြစ်လို့အဲ့လိုပြောရတာလဲလို့ပြောပါတယ်။ အေရှိကာဝါအကြောင်းမေးလိုက်ပေမဲ့လည်းဟိုရီကသူငင်းခဲ့တဲ့အကြောင်းပြောပြီးဒီစကားကိုပဲပြဿနာရှာနေခဲ့ပါတယ်။မီယာကလည်းအဲ့ဒီစကားကိုသူပြောလိုက်တဲ့အကြောင်းနဲ့ဟိုရီရဲ့ဂုံတိတ်ခါကိုသူ့အတွက်နဲ့မထိခိုက်စေချင်လို့လို့ပြောပါတယ်။ဟိုရီကနောက်တစ်ခါကျရင်အဲ့လိုစကားမျိုးထပ်မပြောဘူးရဲ့သူ့ရဲ့ဂုံတိတ်ခါကိုအဲ့လောက်ကြီးအလေးထားမနေနဲ့လို့ဆိုပြီးတော့ပြောပါတယ်။ဝမ်းနေရနေပြီးတော့ဒေါရထွက်လာခဲ့ပြီးတော့မီယာကိုခေါင်းနဲ့တိုက်လိုက်ပါတယ်။ဟိုရီရဲ့ဒေါရကလည်းတဖြည်းဖြည်းကြီးလာခဲ့ပြီးတော့မီယာမူယာတယောက်ကတော့ဆော်ဘလော်တီးခံလိုက်ရပါတယ်။ ဟိုဒီကသူလှုပ်ရှင်တာလှုပ်ပြီးရဲ့နောက်မှာတော့စိတ်ပုံမှန်ဖြစ်သွားတာမီယာမူယာနဲ့ပြန်ပြီးအဆင်ပြေသွားပါတယ်အပိုင်းတစ်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပိုင်းမှာတော့မီယာနဲ့ဟိုဒီကဇေဝထွက်ခွာကြပြီးတော့လမ်းမှာ enemy ဆောင်းကိုကြားလိုက်ရတဲ့ဟိုဒီကလိုက်ပြီးဆိုနေခဲ့ပါတယ်ဟိုဒီရဲ့အတန်ကိုမီယာကကောင်းတယ်လို့ချီးကျူးလိုက်တဲ့ခါမှာတော့ဟိုဒီကရှက်သွားခဲ့ပါတယ်မီယာကဟိုဒီဘယ်လိုတရှင်မျိုးတွေကြိုက်လဲလို့မေးလိုက်တဲ့ခါမှာတော့ဟိုဒီကနာမည်ကြီးတရှင်တွေမသိတဲ့အပြင် enemy ဆောင်းတွေပဲရနေတာကြောင့်ပြောစရာစကားပျောက်ဆုံးနေခဲ့ပါတယ် ဟိုရီအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ဟိုရီရဲ့အမေကအိမ်ကိုရောက်နေခဲ့ပါတယ်ဟိုရီရဲ့အမေကတော့အိမ်ကိုကောင်လေးတယောက်ခဏခဏလာနေတာကိုသိသွားပြီးရဲ့နောက်မှာတော့အဲ့ကောင်လေးကဘယ်လိုပုံစံမျိုးလဲဆိုပြီးတော့ဟိုရီကိုမေးနေခဲ့ပါတယ်။ဟိုရီကလည်းသူ့ရဲ့ပုံစံကစုံတော်ကားတွေကလူစိုးလူမျိုးပုံစံဆိုပြီးတော့ဥပမာပေးနေခဲ့ပါတယ်။ဟိုရီရဲ့အမေကတော့တစ်ခါတော့တော့နှစ်ယောက်ထဲစကားပြောချင်းလိုက်တာဆိုပြီးပြောတဲ့အခါမှာတော့ဟိုရီကတဝင်တူသွားရဲ့ပါတယ်။ဟိုရီရဲ့အမေကအဲ့ကောင်လေးရဲ့နာမည်ဘယ်လိုလဲလို့မေးလိုက်တဲ့အခါမှာတော့ဟိုရီကမီယာမူယာလို့ပဲပြောပြီးတော့မီယာမူယာရဲ့နာမည်ရင်းကိုသိမနေခဲ့ပါဘူး။ အချိန်ကြာကြီးတူတူနေလာတဲ့မီယာမူယာရဲ့နာမည်ရင်းကိုခုချိန်ထိမသိသေးတဲ့ဟိုရီကတော့နာမည်ကိုသိအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့အကြံထုတ်နေခဲ့ပါတယ်။နာမည်ကိုဒဲမေးချင်ပေမဲ့လည်းမိန်းကလေးပီပီရှက်နေခဲ့တာကြောင့်မမေးရဘူးဖြစ်နေခဲ့ပါတယ်။မီယာရဲ့နာမည်ရင်းကိုတရားရောက်ခေါ်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အဝတ်လဲကန်းထိချောင်းကြီးခဲ့ပေမဲ့လည်းတရားမှမခေါ်ခဲ့တာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်သွားရပါတယ်။ဟိုရီရဲ့တငယ်ချင်းယူကီကတော့လုံရဲဆက်ရဲရှိလာတဲ့ဟိုရီကိုလမ်းနေခဲ့ပါတယ်။ ညနေဘက်မှာအီရှီကာဝါကဟိုရီကိုလာနှုတ်ဆက်ခဲ့ပြီးတော့ဟိုရီကမီယာမူရာရဲ့နာမည်ကိုမေးလိုက်တဲ့အခါမှာတော့ဟိုတနည်းမှငင်းခံရတဲ့ကောင်လေးမျက်ရည်စမ်းတမ်းနဲ့ပြန်ပြေးသွားရပါတယ်။မနှက်ဖြန့်ကြရင်ចောင်းပေးရဖြစ်တာကြောင့်မီယာမူရာကအိမ်လည်လာမဲ့အကြောင်းကိုဟိုရီကသူ့မိကိုပြောပြနေခဲ့ပါတယ်။နောက်တနေ့မီယာအိမ်လည်လာတဲ့အခါမှာတော့ဟိုရီရဲ့မိကမိုနာကလီစာပြုံးနဲ့ကြိုဆိုနေခဲ့ပါတယ်။ သူ့မိကတော့မိယာဝယ်လာတဲ့ကိတ်မုတ်ကိုနေရာတနေရာမှာထားပေးခဲ့ပြီးတော့သူအလုတ်သွားစရာရှိရာဖြစ်တဲ့အတွက်နောက်မှအေးစေးစကားပြောမဲ့ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဟိုရီကဇေဝရနေအိမ်ကိုပြန်ရောက်လာခဲ့ပြီးတော့သူ့ရဲ့အမေကမိယာမူရာလာတဲ့အချိန်ကိုဇေဝထွက်ခိုင်းလို့ဒေါတာထွက်နေခဲ့ပါတယ်။မိယာကလည်းခုနောက်ပိုင်းဟိုရီကိုကြည့်ရတာတော်တော်ထူးဆန်းနေတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ယောက်ျားလေးဝယ်လဲကန်ကိုချောင်းကြီးရတဲ့အကြောင်းရင်းကိုမေးလိုက်တဲ့အခါမှာတော့ဟိုရီကသူ့ရဲ့နာမည်ရင်းကိုသိချင်တဲ့အကြောင်းရင်းဖြစ်နေရာကြောင့်မိယာကယီနေခဲ့ပါတယ်။ မီအားလည်းခဏအကြာရည်နေခဲ့ပြီးတော့ဆာရဲတရက်ကိုဟိုရီလက်ထဲကိုပေးလိုက်ပါတယ်သူရဲ့နာမည်ရင်းကတော့အီဆူမီမီယာမူယာပဲဖြစ်ပါတယ်နာမည်ရင်းကိုမေးသွားမှဆိုတာကြောင့်ယုတ်တိနယ်ပဲအိတ်ကတ်ထဲကိုစာရွက်ကိုကောက်ထည့်လိုက်ပါတယ်။အတန်ထွက်ရင်ပုံမှတ်မိတဲ့အကြောင်းပြောနေခဲ့တာကြောင့်အီဇူမီလို့ဟိုဒီယာခေါ်လိုက်ပါတယ်။သူ့ဟာသူခေါ်ပြီးရှက်နေခဲ့ပြီးတော့မစီမဆိုင်လပိုင်ကြားကိုက်ဆိုလိုမီယာမူရိုင်းမျက်နှာကိုအလကားနေရိုက်လိုက်ပါတယ်။ငါရဲ့နာမည်ရင်းကိုတီလားလို့ဟိုဒီယာမေးလိုက်တဲ့အခါမှာတော့ဂျိုကိုဟိုဒီမလားလို့ပြောခံရတဲ့ဟိုဒီယာရှက်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ဟိုရီနဲ့မီယာကအတူတူစားနောက်နေခဲ့ပြီးတော့ရီမောနေကြပါတယ်။နောက်တနေ့မနက်မှာတော့ចောင်းကောင်စီရဲ့အလုပ်တွေကရှုံးနေခဲ့တာကြောင့်ဟိုရီယာကူညီပေးနေခဲ့ပါတယ်။စံကိုကူလို့ခေါ်တဲ့ចောင်းကောင်စီဥက္ကဋ္ဌကဟိုရီကိုထပ်ပြီးကူညီပေးပါအောင်ဆိုပြီးစည်ရင်းစာအုပ်နှစ်အုပ်ကိုပေးလိုက်ပါတယ်။ဟိုရီကចောင်းကောင်စီရဲ့အလုပ်တွေကိုလုပ်ပေးနေရအောင်မြင်သွားတဲ့ယူကီကတော့ဘာလို့လုပ်ပေးနေတာလဲဆိုပြီးတော့မေးနေခဲ့ပါတယ်။ဟိုရီကလည်းចောင်းကောင်စီတွေကအခုလောလောဆယ်အလုပ်တွေတရားရှုံးနေတာကြောင့်သူကဝန်ကူညီပေးတာဆိုပြီးပြောနေခဲ့ပါတယ်။ ကျောင်းနံပါတ်၁ကကောင်စီကျောက်ဆန်ကိုကူကမင်းကလေးတွေကြားမှာလဲနာမည်ကြီးတာကြောင့်ဟိုဒီယာကြိုက်လို့ကူပေးနေတာဖြစ်ရှင်ဖြစ်မှာပေါ့ဆိုပြီးတော့မိအားပြောနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအာရစကီလို့ခေါ်တဲ့ကောင်မလေးတယောက်ကဟိုရီစီကဖိုင်နီလာတောင်းခဲ့ပါတယ်။အဲ့ဒီကောင်မလေးရဲ့နာမည်ကတော့အာရစကီရီမီဖြစ်ပြီးတော့ကျောင်းကောင်စီနဲ့တွဲနေတာပဲဖြစ်ပါတယ်။ဂူနာဖိုင်နီရတဲ့ဟိုရီပင်မန်းခံပြီးတော့လုပေးခဲ့တဲ့အာရစကီရဲ့အလုပ်တွေပဲဖြစ်ပါတယ်။ ဟိုဒီကတော့ပင်မဆောင်နဲ့ပဲအိမ်ကိုပြန်သွားခဲ့ပါတယ်။မီယာကတော့ဟိုဒီကိုစိတ်ပူနေခဲ့ပြီးတော့ဟိုဒီတီကိုပဲစိတ်ကရောင်းနေခဲ့တဲ့အခါမှာတော့ရီမီယာသူ့ကိုဝင်တိုက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲကြားနေတဲ့မွေစင်းစာအုပ်တွေကိုကြ བྱ ာကြရာကောင်းနေခဲ့ပြီးတော့မီယာကတအုပ်ကြံနေလို့ပြောလိုက်ပေမဲ့လည်းအဲ့ဒီစာအုပ်ကမလို့တော့လွှတ်ပလိုက်ဆိုပြီးတော့ပြောအာကြ བྱ ာကြရာပဲထွက်သွားခဲ့ပါတယ်။ နောက်တနေ့မနက်မှာတော့အเจ้าမလူတွေအုံနေခဲ့ပြီးတော့ပြဿနာတစ်ခုကဖြစ်နေခဲ့ပါတယ်။အဲ့ဒီပြဿနာကလည်းမွေစရင်စာရဲ့ပျောက်တဲ့ပြဿနာဖြစ်နေခဲ့ပြီးတော့အဲ့ဒါဟိုဒီလှုပ်ထားတဲ့စာရဲ့ပဲဖြစ်ပါတယ်။ဟိုဒီကလည်းမနေ့ကအာရာစကီကိုတေချာပေးလိုက်တဲ့အကြောင်းပြောနေခဲ့ပြီးတော့အာရာစကီကတော့မသိဘူးပဲလုံနေခဲ့ပါတယ်။ကျောင်းကောက်စီဥက္ကဋ္ဌကလည်းသူ့ရဲ့ကောင်မလေးဘက်ကပါနေခဲ့ပြီးတော့မွေစရင်စာရဲ့တကယ်ရောပေးရလားဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဟိုဒီကလည်းသူမှားမှားမှန်မှန်တောင်းပန်ရမယ့်အနေထားတစ်ခုကိုရောက်ရှိနေခဲ့ပြီးတော့ကျောင်းကောက်စီကလည်းတောင်းပန်မှုကိုဖိအားတွေပေးနေခဲ့ပါတယ်။ ဒီချိန်မှာပဲမီယာမူရရောက်လာခဲ့ပြီးတော့တောင်းပန်စရာမလိုပါဘူးဟိုဒီဆိုပြီးတော့ဟိုဒီရဲ့အနားကိုရောက်လာခဲ့ပါတယ်။မီယာကအเจ้าကောင်စီရဲ့လဲတိုင်ကိုဆွဲပြီးတော့အာပြင်းမင်းနဲ့ပဲခေါင်းနဲ့ပြစ်တိုက်လိုက်ပါတယ်။မီယာကလည်းမင်းတို့ရှာနေတာဒါမလားဆိုပြီးတော့မွေစရင်စာရဲကိုထုတ်ပြခဲ့ပါတယ်။မီယာကအာရစကီနဲ့မတော်တဆဖြစ်ခဲ့တဲ့မှုကိုပြန်လည်ပြောပြနေခဲ့ပြီးတော့စာအုပ်ပြန်ပေးတဲ့ခါမှာတော့သူကမယူဘဲနဲ့လှုံ့ပြဖို့ပြောတဲ့အကြောင်းကိုပြန်လည်ပြောပြနေခဲ့ပါတယ်။အာရစကီကလည်းအမှန်တိုင်းဝန်ခံပြီးတော့အားလုံးကိုတောင်းပန်ပါတယ်ဆိုပြီးတော့တွတ်တွတ်ပြောနေခဲ့ပါတယ်။ မီယာမူယာရဲ့ကဲတင်မှုကြောင့်ဟိုရီယာစိတ်သက်သာရရသွားခဲ့ရပါတယ်။အေးဆေးဖြစ်ချင်းလို့ရတဲ့ကိစ္စကိုဘာလို့ဥက္ကဋ္ဌကိုခေါင်းနဲ့တိုက်ခဲ့လဲလို့မေးလိုက်တဲ့အခါမှာတော့မီယာဘာမှမသိဒေါရထွက်လာခဲ့လို့လို့ပြောပါတယ်။ကောင်စီခိုင်းနှမြကိုလုံနေခဲ့တဲ့ဟိုရီကိုကောင်စီကအားနည်းချက်ကိုချုပ်ထားရလားဆိုပြီးတော့မီယာမေးနေခဲ့ပါတယ်။ ။ဟိုဒီကတော့ပေါ်တင်လိန်နေခဲ့ပြီးတော့ကောင်းစီဒုက္ခရောက်နေလို့သူကငယ်တငယ်ချင်းပြပီကူညီခဲ့ရလို့ပြောပါတယ်။အမှန်တကယ်မှာတော့ဟိုဒီကစံကိုကူကိုငငယ်ကလေးကအနိုင်ကျင့်ခဲ့ပြီးတော့အလဲတန်းထီလဲအနိုင်ကျင့်ဆိုင်မဲဖြစ်နေခဲ့ပါတယ်။အထက်တန်းကိုရောက်လာတဲ့အခါမှာတော့စံကိုကူကဟိုဒီရဲ့ရုံမမှုတွေကိုအားလုံးရှောက်ပြောပြမယ်ဆိုပြီးတော့ချိန်ကျောက်ထားလို့ပဲဖြစ်ပါတယ်။နောက်တနည်းမနဲ့အเจ้าမှာတော့မီယာမူယာကဥက္ခရာကိုနှုတ်ဆက်ခဲ့ပြီးမဲ့လဲဟိုကသူ့မြင်တာနဲ့ကြောက်နေခဲ့ပါတယ်။ ကျောင်းရဲ့အားကစားချိန်မှာတော့အီရှိကာဝါနဲ့မီယာမူယာဟိုရီမွေးနေ့ရောက်လာမယ့်အကြောင်းကိုပြောနေခဲ့ပါတယ်။အီရှိကာဝါကတော့မွေးနေ့လက်ဆောင်ဘာပြင်ကောင်းမလဲလို့စဉ်းစားနေခဲ့ပြီးတော့သူကငင်းခံထားရတဲ့သူဖြစ်တာကြောင့်သူ့အတွက်စိတ်နှောက်ယှက်ဖြစ်မှာဆိုတဲ့ဆိုပြီးတော့ပြောနေခဲ့ပါတယ်။မီယာကလည်းပြက်ကရင်ကိုကြည့်နေရင်လည်းဟိုရီရဲ့မွေးနေ့ရောက်လာခဲ့ရင်ဘာပြင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဟိုရီနဲ့ဟိုရီရဲ့မောင်လေးကတော့မီယာမူယာအထက်တန်းပြီးရင်မလာတော့မယ့်အကြောင်းကိုကြိုတင်သွေးပြီးတော့သွေးပူနေခဲ့ပါတယ်။ ဟိုဒီကလည်းအသွေးတွေလွန်နေခဲ့ပြီးတော့မီယာမူယာနဲ့သူထပ်မသွေးရမှာကိုစိတ်ပူနေခဲ့ပါတယ်။ဒီလိုနဲ့ဟိုဒီရဲ့မွေးနေ့ကိုရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့မောင်လေးဆိုတာကတော့ Happy Birthday ဆိုပြီးတော့ဆွဲထားတဲ့ပုံလေးကိုပေးကမီယာမူယာကတော့မွေးနေ့လက်ဆောင်အနေနဲ့အခုခေတ်မှာနာမည်ကြီးနေတဲ့တချင်းနေစုထားတဲ့ဂွေကိုပေးလိုက်ပါတယ်။မတီးစိတ်ကချစ်တဲ့အချစ်ကအယံကိုစမ်းကြဲပြီးတော့ဟိုဒီရဲ့စိတ်ထဲမှာတော့အဲ့ဒီဂွေကိုအယံကိုလိုချင်နေတာကိုမီယာမူယာဘလို့တီးွားရလဲဆိုပြီးအံ့ဩနေခဲ့ပါတယ်။ဟိုဒီရဲ့မွေးနေ့ကလည်းပြီးဆုံးသွားခဲ့ပြီးနော်ဟိုဒီနဲ့မီယာလည်းတတရားနေ့ကိုရောက်ရှိသွားခဲ့ပါပြီ။နောက်အပိုင်းနေမှာအယံမိုက်တာကြီးလာ မှာဖြစ်တဲ့သူကကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးကြဖို့မမေ့ကြပါနဲ့။အပိုင်းနှစ်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။ငယ်ငယ်တုန်းကမိယာမူယာမှာတငယ်ချင်းအပေါင်းအသင်းနဲ့လုံးဝမရှိတယ်လို့ဘယ်သူမှလည်းသူ့ကိုမပတ်သက်ချင်ကြတဲ့အပေခံကောင်းလေးပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ဘသူမှလည်းသူ့ကိုအပေါင်းအသင်းမလုပ်ချင်ကြတဲ့အတွက်အဖွဲဖွဲတဲ့အခါကျရင်မိယာမူယာတယောက်တည်းပဲကြံနေခဲ့ရပါတယ်။ဒီလိုနဲ့သူတို့ရဲ့အတန်းနဲ့ကြတဲ့လူစင်းစင်းကထွက်လာခဲ့ပြီးတော့ယူကီနဲ့ဟိုရီမီကတော့အတန်းတက်မှာသူတို့ကြရခဲ့ပါတယ်။အီရှီကာဝကလည်းအတန်းတက်ပဲအခြေရဆိုပြီးတော့မိယာကိုနှမ်းပြောလိုက်တဲ့အခါမှာတော့နောက်ကတူတွေကတမျိုးထင်နေခဲ့ပါတယ်။ဆီယာကတင်ပြချက်တစ်ခုကို၄ရောက်တစ်ဖက်ဖွဲ့ပြီးဆွေးနွေးခိုင်းလိုက်တဲ့အခါမှာအလေတန်းတော့အပယ်ခံလိုက်ရတဲ့မိယာမူယာတော့ဒီတဲ့ချင်းတော့သူ့ရဲ့နာမှာတငယ်ချင်းတွေကရောက်လာပြီးပဲဖြစ်ပါတယ်။အချင်းချင်းစားနောက်နေကြတဲ့သူ့ရဲ့တငယ်ချင်းတွေကိုကြည့်ပြီးတော့တငယ်ချင်းဆိုတာဒီလိုမျိုးလားဆိုပြီးတော့တငယ်ချင်းဆိုတာခံစားချက်ကို ပထမဆုံးမီယာမူယာခန်းစားလိုက်ရပါတယ်။မီယာကိုလိုက်ချနေခဲ့တဲ့အီရှိကာဝါတော့မီယာထက်ကိုပေါ်မှာရောက်နေတာကိုသိရှိခဲ့ပြီပဲဖြစ်ပါတယ်။မီယာကသူ့ကိုဘယ်လိုမြင်လဲလို့အီရှိကာဝါမေးလိုက်တဲ့အခါမှာတော့စိတ်ရှုပ်စရာကောင်းတဲ့ဒေါရထက်စရာကောင်းတဲ့ယုံစရာကောင်းတဲ့ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ ပြီးတော့မျက်မှောက်အချုပ်ပြီးဆပင်းကိုထောင်ထားရင်ကောင်မလေးတဲ့ပိုလာကြောင့်စိတ်တို့စရာကောင်းနေဆိုပြီးတော့ပြောနေခဲ့ပါတယ်။ပြီးတော့မိယာမူယာကိုထူးဆန်းတယ်လို့ပြောလိုက်တဲ့အခါမှာတော့အတိတ်ကမှတ်ညံတဲ့ချို့ကိုတတိယသွားခဲ့ရပါတယ်။ထူးဆန်းပြီမဲ့လည်းမုန်းတာမဟုတ်တဲ့အကြောင်းနဲ့မင်းဟာကိုယူကာရနိုင်ုံလေးထိမှလို့ပြောလိုက်တဲ့အခါမှာတော့ဆယ်နှစ်ကြာတော့အပယ်ခံဖြစ်ရတဲ့မိယာမူယာရင်းထဲကိုထိသွားခဲ့ပြီးနောက်လွန်ခဲ့တဲ့ဆယ်နှစ်ကတော့အဲ့လိုစကားမျိုးကြားရရင်တိတ်ကောင်းမှပဲဆိုပြီးတော့ပြောနေခဲ့ပါတယ်။လေလဆာစားချင်းကြရင်တင်ပြချက်ကိုတူတူလုံးမယ်လို့ပြောထားခဲ့ပြီးတော့အမိုးပေါ်မှာအလီသွားလိုက်နေတဲ့နှစ်ယောက်ကိုဟိုရီယာစုပူနေခဲ့ပါတယ် တငယ်ချင်းတန်ရုံစဉ်ကိုခိုင်မြအောင်သွားလုပ်တယ်လို့ပြောလိုက်တဲ့ခါမှာတော့ဟိုရီယာညီမောနေခဲ့ကမီယာမူရတော့သူ့ရဲ့ပြုံးလေးမှာနေမျောနေခဲ့ပါတယ်။မူလာရန်အကြောင်းစားတတ်ပြီးရဲ့နောက်ပိုင်းစူသားအကြောင်းဆော့ဆော့သွားရဲ့အကြောင်းကိုစဉ်းစားနေတဲ့အချိန်မှာယီမီယာရောက်လာရဲ့ပြီးတော့ဟိုရီယာအနားမှာလာထိုင်ခဲ့ပါတယ်။ ရီမီယာမီယာမူယာကိုမိုက်တဲ့အကြောင်းနဲ့ဟိုရီယာမီယာမူယာရဲ့ကောင်မလေးလားဆိုပြီးတော့မေးနေခဲ့ပါတယ်။ဟိုရီယာလည်းသူ့ရဲ့ကောင်မလေးမဟုတ်တဲ့အကြောင်းပြောနေခဲ့တဲ့ခါမှာတော့ရီမီယာမီယာမူယာကိုသူယူလို့ရတယ်ပေါ့ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဒါကြောင့်မီယာမူယာနဲ့ရီမီနဲ့တွဲတွားရဲ့ခါကြရင်လည်းဟိုရီနဲ့ဘာမှမဆိုင်ဘူးဟုတ်တယ်မလားဆိုပြီးတော့ပြောနေခဲ့ပါတယ်။အဲဒီချိန်မှာပဲဟိုရီရဲ့ကောင်းတဲ့ကိုအသွေးတစ်ခုကဝင်လာခဲ့ပါတယ်။ ဒါကြောင့်မလို့မီယာမူယာကိုဟိုရီးယားမပေးနိုင်ဘူးဆိုပြီးတော့ညင်းနေခဲ့ပါတယ်။ဟိုရီးယားကောင်လေးလည်းမဟုတ်ဘဲနဲ့ဘာလို့အဲ့လိုပြောနေလဲလို့မေးလိုက်တဲ့ခါမှာတော့မီယာမူယာကငါ့အပိုင်မဲ့မပေးနိုင်ဘူးလို့ပဲဟိုရီးယားပြောနေခဲ့ပါတယ်။ဒီလိုနဲ့ဟိုရီးယားအပြင်ဘက်ကိုထွက်သွားခဲ့ပြီးတဲ့နောက်မှာတော့မီယာမူယာဘ누구အပိုင်မှမဟုတ်တော့ငါဘာလို့အဲ့လိုပြောနေရလဲဆိုပြီးတော့တွေးနေခဲ့ပါတယ်။အခန်းထဲမှာလည်းဟိုရီးယားအသွေးစီကမီယာမူယာစီပဲရောက်နေခဲ့ပြီးတော့သူ့ကိုမြင်အောင်နေခဲ့ပါတယ်။ဆိုသားကလည်းမူလာလန်းကလေးပြီးပြီးအဝတ်စားတွေကိုဖြစ်တယ်လို့ချုပ်ပြီးတော့သွားကစားနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲမီယာမူယာရောက်လာခဲ့ပြီးတော့ဆိုတာမရှိဘူးလားလို့မေးလိုက်တဲ့အခါမှာတော့ဘလုံးသွားခန္ဓာနေမှာပေါ့ဆိုပြီးတော့ဟိုရီယာပြောနေခဲ့ပါတယ်။ဆိုတာမူလာတိုင်းចောင်းဆက်တဲ့ရေကမီယာနဲ့အတူရှိလာတဲ့အချိန်တွေကပိုပြီးတိုးလာခဲ့ဆိုပြီးတော့ဟိုရီယာတွေးနေခဲ့ပါတယ်။တရေကားတဲ့ဟာလူတယောက်ပျောက်သွားတာကိုမီယာမူယာတကယ်ပါသွားလားဆိုပြီးတော့ဟိုရီကိုမေးနေခဲ့ပါတယ်။တတိယအိမီယာကတော့တရေကားကြည့်နေတဲ့အချိန်ဖုန်းကမက်ဆေ့ဝင်လာအောင်လန်သွားခဲ့ပါတယ်။မက်ဆေ့ထဲမှာတော့ဟိုရီရဲ့အမေကအိမ်ပြန်တော့ကြမယ်အကြောင်းရေးထားခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲမီယာကောက်ပြတ်သွားခဲ့ပါတယ်။မြန်မာနိုင်ငံမဟုတ်တာကြောင့်တိတ်မကြရင်မှာပဲမီယာပြန်လာခဲ့ပါတယ်။ တတိယအိမီယာမူယာကိုဟိုရီးယားတရေကားတွေအများကြီးပြနေခဲ့ပါတယ်။ဟိုရီးယားအကြောင်းမှာယူကီရဲ့လက်ကိုတိုင်းထနေခဲ့ပြီးတော့ယူကီလက်ကတိတိလေးဆိုပြီးတော့ပြောနေခဲ့ပါတယ်။အရှိကာဝါနဲ့ဟိုရီးလက်တိုင်းထတဲ့အခါမှာတော့အကြံကိုကြိုတင်းနေတဲ့ဟိုရီးယားလှမ်းကိုင်ရင်တတ်ပြစ်မှာဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဟိုရီးကိုထိဖို့အတွက်အသက်တောင်ပေးရတဲ့အရှိကာဝါကိုမီယာမူယာသူ့လက်ရှိရဲ့အားမငယ်နဲ့ဆိုပြီးပြောနေခဲ့ပါတယ်။အကြောင်းအကြောင်းတွေကိုပြန်ကြောနေကြပြီးတော့ဟိုရီးနဲ့မီယာတော့သူတို့လက်အချင်းချင်းကိုရှင်ကြည့်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲလက်တိုင်းသားအနေပြီးရောလက်ကိုက်နဲ့အစင်တီရောက်ရှိသွားကဟိုရီယာအမီယာမူယာကိုချစ်တဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။သူပြောချင်တာပြောပြီးရဲ့နောက်မှာတော့တခြားတနေရာကိုစကားလမ်းကြောင်းလွှဲပြီးတော့မတိချင်အောင်ဟိုရီယာထောင်နေခဲ့ပါတယ်။မီယာမူယာကလည်းဟိုရီကိုချစ်တယ်လို့ပြောကနူထေးတဲ့လက်ကိုတူတူကင်ကတာယာတဲ့အချိန်လေးကိုဖြတ်တန်းနေကြပါတယ်။အဲ့ဒီအချိန်မှာပဲဟိုရီယာမောင်လေးဆိုတာအကြောင်းနေပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်။ညစာစားတော့မှဖြစ်တာကြောင့်မတော်ရသေးတဲ့ရောက်ဖားနဲ့အတူလက်တူတူဆေးနေခဲ့ပါတယ်။ရီမီယာဟိုတနေရဟိုရီကိုသူစားလိုက်တဲ့အကြောင်းပြပြနေခဲ့ပြီးတော့ဟိုရီကတကယ်ဒေါရအထွက်သွားပြီးတော့မီယာမူယာကိုငါ့အပိုင်လို့ပြောတဲ့စကားကိုပြန် ြန်လည်ပြောပြနေတဲ့အချိန်မှာတော့အီရှီကာဝါအဲ့ဒီစကားကိုကြားရခဲ့ပါတယ် ောက်တနေ့ကြောင်းလာတဲ့ချိန်မှာမီယာမူရိုင်းမျက်နှာမှာထိုးကန့်ထားတဲ့ဒဏ်ရာရှိနေရပြီးတော့ဘဒူလောက်တာလဲလို့မေးလိုက်တဲ့ခါမှာတော့ဟူဆွန်ညင်းအောင်အီရှီကာဝါထိုးတာဆိုပြီးပြောပြနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဆွန်ညင်းအောင်လေးကရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့မျက်နှာမှာမီယာမူရာထက်တောင်ပိုပြီးစိုးနေခဲ့ပါတယ်။ယူကီကပြိုင်ထိုးရလားလို့မေးလိုက်တဲ့ခါမှာတော့ပြိုင်ထိုးတာဆိုတာထက်လက်လွန်ကျက်သူနေသူကလုခဲ့တဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်။တဖက်မှာလဲဟိုဒီယာအီရှီကာဝါဖြစ်ခဲ့တဲ့အကြောင်းပြချက်ကိုမေးနေပေမဲ့လဲဟိုဒီကြောင့်မဟုတ်ဘူးလို့ပြောနေခဲ့ကဘဒူနိုင်တာလဲဆိုပြီးပြန်မေးတဲ့ခါမှာတော့ငါရှုံးခဲ့တယ်ဆိုပြီးတော့အီရှီကာဝါပြန်ပြောနေခဲ့ပါတယ်။အကြောင်းရင်းမှာကတော့ရီမီပြောတဲ့စက ကားကိုအီရှီကာဝါကြားတော်ပြီးရဲ့နောက်မှာတော့မီယာမူယာကိုဟိုရီးယားမင်းကိုကြိုက်နေရဆိုပြီးတော့သွားပြောခဲ့တာပဲဖြစ်ပါတယ်။ဟိုရီးယားမင်းကိုဖွင့်ပြောလာတဲ့အခါကျရင်မင်းဘယ်လိုတုံ့ပြန်မလဲလို့ပြောလိုက်တဲ့အခါမှာတော့မီယာမူယာကဟိုရီးယားသူ့ကိုတငယ်ချင်းလိုပဲသဘောထားရဲဆိုပြီးတော့ပြောပြနေခဲ့ပါတယ်။ဟိုရီးယားခန်းစားချက်အမှန်ဟိုတေချောင်မလုံဖက်နဲ့အဲ့လိုဆွဆဲဖို့မတင်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့အီရှီကာဝါစိတ်မရှိစွာနဲ့ခုံရှိကိုတိုးလာအောင်မျက်နှာကိုထူးမိသွားပါတယ်။စကားများနေခဲ့ပြီးတော့အီရှီကာဝါကမီယာရဲ့မျက်နှာကိုမီလက်ဝါတိုင်းကျွေးလိုက်တာမီယာမူယာလည်းတန်ပြန်ပြီးတော့တိုက်ခိုက်နေခဲ့ပါတယ်။မီယာမူယာ MMA ပွဲကြီးအကြီးလုံးနေခဲ့ပြီးတော့စော်ငင်းကောင်လေးကိုအတကုံအနိုင်ကျင့်နေခဲ့ပါတယ်။အီ ရှိကာဝါကမီယာမူရာသူ့ကိုနိုင်လူယုံနဲ့ပါဖျဲချောင်းနေတဲ့အကြောင်းကိုဟိုရီယိုပြန်လည်ပြောပြနေခဲ့ပါတယ်။အရှိကာဝါကတော့သူ့မကြောင့်ပြောနေခဲ့ပြီးတော့တောင်းပန်ပါတဲ့မီယာမူရာဆိုပြီးပါဇက်ကပြောနေခဲ့ပါတယ်။ယူကီကလည်းမီယာကအရှိကာဝါကိုကာပါလုပ်ပြီးပြောတယ်ဆိုပြီးတော့ပြန်လည်ပြောပြနေခဲ့ပါတယ်။ဟိုရီကအကြောင်းရဲ့အမှန်ကိုမသိပေမဲ့ယူကီကတော့ဟိုရီကြောင့်ဖြစ်တယ်ဆိုတာကိုမီယာမူရာပြောပြလို့သိနေခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်းမီယာမူရာကအီရှိကာဝါနာကိုရောက်ရှိလာခဲ့ပြီးတော့အပိုင်းတော့ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဗျာ။နောက်တစ်ပိုင်းနဲ့အားလုံးစီကိုပြန်လာခဲ့ပါမယ်။ကျေးဇူးတင်ပါတယ်။ ကျောင်းအောင်စီအဖွဲ့တဲ့အာဆာကူအတို့ခေါ်တဲ့ကောင်မလေးကစားစားနိုင်နေအောက်ကိုပြုတ်ကြတော့ဖြစ်တာကြောင့်အီရှီကာဝါကောက်ပေးလိုက်တဲ့အခါမှာတော့ဂျေဆုတင်စကားပြောနေခဲ့ပါလေအချစ်လိုပူလောင်တဲ့နေရာဒီကိုရောက်ရှိလာဖြစ်တာကြောင့်မီယာမူရရေခဲကြောင်စားနေရင်လည်းအီရှီကာဝါရေခဲမုတ်ပေးလိုက်ပါလေရေခဲမုတ်ပေးရရလဲလို့အီရှီကာဝါမေးလိုက်တဲ့အခါမှာတော့ဟိုရီယာပေးတော့တဲ့ကြောင့်မီယာမူရပြန်လဲပြောပြနေခဲ့ပါလေရေခဲမုတ်ဘူးကိုကြီးလိုက်တဲ့အခါမှာတော့တခွားတီးရတာဖြစ်နေခဲ့ပြီးတော့တခွားတီးနဲ့ငါနဲ့ကမတည့်ဘူးဆိုပြီးတော့အီရှီကာဝါပြောနေခဲ့ပါလေ ဒါကြောင့်မလို့ရေကမ်းမုတ်ကိုလမ်းမတွေ့တဲ့ဆန်ကိုကူကိုကျွေးလိုက်ပါတယ်ဆန်ကိုကူကငါ့ကိုအကြံကျွေးတာပေါ့လေဆိုပြီးတော့ပြောနေခဲ့ပြီးတော့ရှာမာကတ်နေတဲ့ရေကမ်းမုတ်ရဲ့အရာကိုထုတ်ပြရင်းနဲ့၃ယောက်တာတငယ်ပြန်နေကြပါတယ်အီရှီကာဝါလို့ရေကမ်းမုတ်မငှက်ချင်တော့နူယာဒီမှာကြီးမင်းများရဖို့ကျွန်တော်ပြောချင်ပါလေအေယာကွန်စိတ်ကြိုက်သုံးနိုင်တဲ့အပြင်ចောင်းកောက်စီအဖွဲထဲမှာမိန်းကလေးတွေအများကြီးရှိတာကြောင့်ဆန်ကိုကူကိုအီရှီကာဝါတို့ကမနာလို့ဖြစ်နေခဲ့ပါတယ် ကောင်စီမှာမိန်းကလေးတွေအများကြီးရှိနေခဲ့တာအလုတ်တော့ကလည်းတခြားအကြောင်းရင်းမရှိတဲ့အကြောင်းပြပြနေခဲ့ပြီးတော့အဲယာကွန်တုံးကြီးရောသူခန်းကိုလာခဲ့ဆိုပြီးတော့ဆန်ကိုကူကပြောနေခဲ့ပါတယ်ဆန်ကိုကူရဲ့ပြောစကားကြောင့်နောက်တနေ့ရုံးခန်းထဲမှာတော့မီယာမူယာသူ့ရဲ့တငယ်ချင်းတွေအားလုံးခေါ်လာခဲ့ပြီးတော့အလူအိမ်လိုဖြစ်နေခဲ့ပါတယ်ကြောက်တုံးဆက်ကူကရီရှုံးထားတယ်ဟိုဒီနဲ့မီယာတော့မှားထားတဲ့မုတ်တွေကိုတွားဝရတော့မှာပဲဖြစ်ပါတယ်ရီမီယာအီရှိကာဝါကိုဟိုဒီနဲ့ပဲလိုက်တယ်လို့စနေခဲ့ပေမဲ့လည်းတချိန်ကငင်းခံပြီးတာဖြစ်နေခဲ့ပါတယ်အီရှိကာဝါကဟိုဒီကိုခေါ်တတ်နေရလားဆိုပြီးတော့ဆာကူကဆန်ကိုကူကိုမေးနေခဲ့ပြီးတော့ဆန်ကိုကူကလည်းဟုတ်တဲ့အကြောင်းပြန်လဲပြောပြနေခဲ့ပါတယ်တစ်ဖက်မှာလည်းမ ီယာကကိုလာဘူးပြုတ်ပြတော့တာဖြစ်တာကြောင့်ပြန်ကောင်းနေခဲ့ပါတယ်ဟိုဒီနဲ့မီယာနဲ့အကြာကြီးဘာဒီလုံးနေကြတယ်လို့ပြောလိုက်တဲ့ခါမှာတော့အီစီကာဝါအသွေးတွေနယ်ချက်ကုန်ပါတယ်မီယာရဲ့နမောနမဲနိုင်မှုကြောင့်အကျွေးစီးတွေကပြုတ်ပြနေခဲ့ပြီးတော့ကောင်းနေကြပါတယ်တစ်ဖက်မှာလည်းအီစီကာဝါဟိုဒီတို့အယမ်းချနေတာဖြစ်တာကြောင့်အသွေးတွေကဘာပတ်နေခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲဟိုဒီနဲ့မီယာပြန်အောင်လာပြီးတော့မီယာတော့တောင်းပန်ပါတယ်ငါလမ်းမှာဟိုဒီနဲ့မှားသွားရဲဆိုပြီးတော့အီရှိကာဝါကိုပြောနေခဲ့ပါတယ်အကြောင်းရမှန်ကတော့လမ်းမှာသူတို့ကနမွန်နေမဲ့နိုင်မှုကြောင့်ကိုလာဘူးပြုတ်ကျသွားတဲ့အကြောင်းပဲဖြစ်ပါတယ်အီရှိကာဝါကသူ့နားကိုပိတ်ထားအောင်အဲ့ဒီစကားကိုမကြားတဲ့ပြင်သူ့လက်ကိုပါဘောဘိနဲ့ထိုးမဲ့ဆိုပြီးလုံးနေခဲ့ပါတယ်မီယာနဲ့ဟိုဒီကလည်းမရီရဖက်နဲ့ဖြစ်သွားတဲ့အကြောင်းကိုပြန်လည်ပြောပြနေခဲ့ပြီးတော့တကယ်အဖြစ်မှန်ကတော့ကိုလာဘူးမှန်တိလိုက်တဲ့ခါမှာတော့အီရှိကာဝါစိတ်ရေးသွားရပါတယ် ဟိုရီကမီယာရှက်သက်လာတိကျနေတာဖြစ်တာကြောင့်တသူကြည့်လို့ရလားဆိုပြီးတော့မီယာကိုပြောလိုက်ပါတယ်ဟိုရီကကြည့်လို့ရလားလို့မေးရုံပဲရှိသေးတယ်မီယာအင်ဂျင်စားချွတ်နေတာဖြစ်တာကြောင့်အနေငါကြောက်တော့ကြောက်လာပြီဆိုပြီးပြောနေခဲ့ပါတယ် ဟိုရီယာမီယာရှက်သွားတဲ့ပုံကိုမြင်ဘူးကျင်လာဖြစ်ပြီးတော့ညီယာမူယာရှက်တဲ့အချိန်ကရှီလားဆိုပြီးတော့ဟိုရီယာမင်းနေခဲ့ပါလေမီယာကလည်းသူရှက်ဘူးတဲ့အချိန်ရှိတဲ့အကြောင်းပြန်လည်ပြပြနေခဲ့ပြီးတော့အလဲတန်းတော့တငယ်ချင်းတယောက်နဲ့တွေ့ခဲ့တဲ့ဆိုပြီးတော့ပြောနေခဲ့ပါတယ်အလဲတန်းတော့သူ့ရဲ့တငယ်ချင်းကိုလမ်းမတွေ့ခဲ့တဲ့အကြောင်းပြန်လည်ပြပြနေခဲ့ပြီးတော့ဟိုရီနဲ့မီယာနဲ့ကိုတွဲနေတယ်လို့ထင်နေခဲ့ပါတယ်မင်းရဲ့ကောင်းမလေးကိုနာမည်အစနဲ့မခေါ်ဘူးလားလို့မင်းနေတဲ့အခါမှာတော့မီယာခေါ်တယ်ဆိုပြီးပြန်ပြောနေခဲ့ပါတယ်မီယာကအဲ့ဒီအချိန်တော့ရှက်ဘူးတဲ့အကြောင်းပြပြနေခဲ့ပြီးတော့ဟိုရီကိုငါ့ရဲ့ကောင်းမလေးလို့ထင်စေတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်ဟိုရီကလည်းအဲ့ကိစ္စလေးကို ဒီလောက်ထိပြောနေစရာမလိုဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူပြောနေတဲ့တငယ်ချင်းက message ပို့ခဲ့ပြီးတော့သူ့မှာကောင်မလေးတယောက်ရလာတဲ့အကြောင်းပြောနေခဲ့ကမိယာမူယာကိုအဖော်ဆောင်ထားဖို့မမေ့နဲ့ဆိုပြီးတော့လှမ်းစနေခဲ့ပါတယ်။မီယာကသူ့ရဲ့တငယ်ချင်းကိုဖုန်းလန်းဆက်ခဲ့ပြီးတော့တိတ်လိုက်ဆိုပြီးတော့ကြေးကြီးអော်လိုက်တဲ့ခါမှာတော့ဟိုရီကအလဲတန်းတော့ကတငယ်ချင်းကိုအဲ့လိုပြောရလားဆိုပြီးတော့ပြောနေခဲ့ပါလေ ိုရီးယားရဲ့မီယာမူယာအကြောင်းဘာမှသိမသိရဲ့အကြောင်းလဲသူအလဲတန်းတော့ဘလို့ပုံစံဖြစ်မဲ့ဆိုတာသိကျင်တယ်ဆိုပြီးတွေးနေခဲ့ပါတယ်။ဇီကဲမုတ်တော့ဝယ်ပြီးပြန်လာတဲ့ဟိုရီးယိုမီယာမူယာရဲ့တငယ်ချင်းကနှုတ်ဆက်နေခဲ့ပါတယ်။အဲ့ဒီချိန်လမ်းမှာလဲမီယာမူယာနဲ့အီရှီကာဝါတော့တရှင်းဝေကြောင်ပြောနေခဲ့ပါတယ်။မီယာကဟိုရီးဘေးနဲ့သူ့ရဲ့တငယ်ချင်းကိုတွေးလိုက်တဲ့အခါမှာတော့ပြေးပြီးတော့မီလဝါတိုင်ဘာမဆိုင်များမဆိုင်ဝင်ကျွေးလိုက်ပါတယ်။မီယာကအလဲတန်းတော့သူ့ရဲ့တငယ်ချင်းဖြစ်ကြောင်းကိုအီရှီကာဝါပြောပြနေခဲ့ပြီးတော့သူကတနစ်ကြတော့လို့ဒုတိယနေ့ဖြစ်သွားတယ်ဆိုပြီးပြောနေခဲ့ပါတယ်။မီယာရဲ့တငယ်ချင်းကလဲမင်းကိုကြည့်ရတာပျော်နေရပုံဖြစ်ပြီးတော့မင်းရဲ့ကောင်မလေးကြောင့်ပဲဖြစ်မဲ့ဆိုပြီးတိုးတိုးလေးပြောနေခဲ့ပါ ါတယ်။ဟိုဒီကတော့တနင်္လာရသွားမယ်ဆိုရင်အဲယာကွန်ရှိတဲ့နေရာကိုသွားမယ်ဆိုပြီးပြောနေခဲ့ပြီးတော့မိသားစုငယ်ချင်းကတော့စာတပ်ဆိုင်တစ်ခုကိုတောက်ကြမယ်ဆိုပြီးပြောနေခဲ့ပါတယ်။အလယ်လမ်းကြောင်းတော့ကလည်းမိယာကိုသူ့ကိုဘယ်သူမှမပေါင်းကျင်ကြတယ်လို့ဘယ်သူမှလည်းစကားမပြောကြပါဘူး။အဲ့ဒီချိန်မှာပဲရှင်သူကမိယာမူယာကိုပထမဆုံးစကားဆပြောတဲ့သူပဲဖြစ်ပါတယ်။ရှင်သူကမိယာမူယာကြာနေတဲ့မဆုဆောက်လေးကိုမြင်သွားပြီးရဲ့နောက်ကောက်ပြီးနေခဲ့ပါလေ။ ရှင်သူကမီယာမူရာရဲ့နာမည်ကိုမသိတာကြောင့်သူသည်မြနာမည်တွေကိုရှောက်ပြီးခေါ်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ရှင်သူကမီယာရဲ့ပဲနုဘူကိုဂုန်းနေခဲ့ပြီးတော့မနေ့ကလာတဲ့ TV show အကြောင်းပြောနေခဲ့တာ၂ရောက်တာအပြန်လဲစကားပြောရင်းနဲ့ယင်းနှစ်ဖို့ကတိုးတက်လာခဲ့ပါတယ်။ရှင်သူရဲ့တငယ်ချင်းတွေကလည်းရှင်သူကိုမီယာနဲ့မပေါင်းဖို့ပြောနေခဲ့ပါတယ်။ သူဒေါရထွက်ရင်ဘာဖြစ်နိုင်မလဲဆိုတာမသိဘူးလို့ပြောလိုက်တဲ့ခါမှာတော့ရှင်သူကဘသူကအဲ့လိုလုံပါလဲငါမင်းတို့ကိုလည်းပေါအောင်ပါသူ့ကိုလည်းပေါအောင်ပါဆိုပြီးပြောနေခဲ့ရင်လည်းအပြင်ဘက်ကိုထွက်သွားရပါတယ်ဒီလိုနဲ့အလဲတန်းကျောင်းတော့ရှင်သူနဲ့မိကအရန်ချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ခဲ့ပြီးတော့ရှင်သူကအလဲတန်းကျောင်းတော့ပေါ့ပြောင်းလဲပေးခဲ့ပြီးတော့အထက်တန်းကျောင်းတော့ပေါ့ကိုတော့ဟိုဒီကပြောင်းလဲပေးတာဖြစ်လိမ့်မယ်ဆိုပြီးတော့မိကသွေးနေခဲ့ပါတယ် နွေရီမှာအယူတွေပဲဖျားတယ်လို့ပြောတဲ့ဟိုတွေကတော့ဒီနေ့မှတော့သူကအဖျားတွေတက်နေခဲ့ပြီးတော့ចောင်းတော့မယ်လို့မှဆိုသားចောင်းမတော့ဘူးတားနေခဲ့ပါတယ်ဆိုသားကတော့သူ့ရဲ့မအကိုအေးစင်းသားဘူးပြောနေခဲ့ပြီးတော့သူကចောင်းတော့မယ်ဆိုပြီးထွက်သွားရပါတယ်စေးတော့ပြီးအိပ်ပျော်နေရဟိုတွေကသူ့ရဲ့ငယ်ဘဝကိုအိမ်မက်မက်နေခဲ့ပြီးတော့ငငယ်တုန်းကသူ့အမေကသူဖျားနေတဲ့အချိန်အလုံးရှုံနေတာဖြစ်တာကြောင့်ဘေးနားမှာမရှိနိုင်မဲ့အကြောင်းပြန်လဲအိမ်မက်မက်နေခဲ့ပါတယ်ဟိုဒီနိုးလာတဲ့အချိန်မှာတော့ဟိုဒီရဲ့ဘေးနားမှာမိယာရောက်နေခဲ့ပြီးတော့သူ့ကိုဂရုစိုက်နေခဲ့ပါတယ်မနက်ကဆိုသားကဟိုဒီနေမကောင်းနဲ့လို့လာပြောရတာဖြစ်တာကြောင့်ငါလာခဲ့လာဆိုပြီးမိယာပြောနေခဲ့ပါတယ်မိယာကဟိုဒီရဲ့အဖျားကိုမေးပ ပြီးရနောက်မှာတော့ယူနီဖောင်းလဲလိုက်အောင်လို့ပြောကအပြင်ထွက်မယ်လို့မှဟိုဒီယာလဲကြတော့ရဲပါတယ် ိုရီးယားမီယာကိုဘယ်သွားမလို့လဲလို့မေးလိုက်တဲ့ခါမှာတော့တောက်ဆေရသွားယူမလို့ဆိုပြီးတော့မီယာပြောနေခဲ့ပါတယ်မီယာကဟိုရီးကိုအေးဆေးလဲဖို့ပြောနေခဲ့ပေမဲ့ဟိုရီးယားတော့သူ့ရဲ့အတိတ်ဘဝကိုပြန်လဲတတိယနေခဲ့ပြီးတော့သူ့ရဲ့ဘေးနားမှာဘာလို့အမြဲတမ်းရှိမနေကြရလဲဆိုပြီးပြောနေခဲ့ပါတယ်မီယာကဟိုရီးကိုဘယ်ကိုသွားမလဲလို့ပြောမယ့်အစားမသွားပါနဲ့ဆိုပြီးပြောချင်နေရလားဆိုပြီးပြောနေခဲ့ပါတယ်မီယာကမင်းငါ့ကိုမလိုတော့ဘူးလို့ပြောတဲ့အချိန်ဒီမင်းငါ့ကိုနှင်ထုံးနေတဲ့အချိန်ဒီမင်းငါမျက်နှာကိုမြင်ရတာညီးမွေးနေတဲ့အချိန်ဒီငါမင်းဘေးနားမှာရှိနေပြီမယ်ဆိုပြီးပြောနေခဲ့ပါတယ်မီယာကဟိုရီးကိုငါနဲ့ကိုကြိုက်တယ်နင်းငါ့ကိုလုံရင်စာပို့တာဖြစ်ဖြစ်ဖုန်းဆက်တာဖြစ်ဖြစ်လှုပ်တဲ့အခါ ကြရင်ငါလာခဲ့မယ်လို့ပြောရင်လည်းအကြောင်းကိုထောက်ထားခဲ့ပါတယ်။ဟိုဒီကမီယာရဲ့ပြောစကားတွေကိုရှုတ်ရသွားပြီးတော့အဖျားတော်ပျောက်သွားပြီဆိုပြီးတော့ပြောနေခဲ့ပါတယ်။မီယာကဘာလို့ဒီချိန်ကြီးမှာသူ့ကိုကြိုက်တာလို့ပြောတာလဲ။ "तू နိုးတာလဲ तू တီးတယ်မလား"ဆိုပြီးတော့ဟိုဒီကတွေးနေခဲ့ပါတယ်။ဒီလိုနဲ့ဟိုဒီကအေးရတဲ့မှာလဲနေခဲ့ပြီးတော့မီယာမူယာနဲ့ကြကြနေခြင်းနဲ့အကြောင်းကိုစဉ်းစားရင်လည်းအပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီ။နောက်တစ်ပိုင်းနဲ့အားလုံးစီကြံလာခဲ့ပါမယ်။ အပိုင်း9ရဲ့အစမှာတော့ဟိုဒီကမနေ့ကမီယာရဲ့ချစ်တဲ့လူပြောရဲ့စကားကြောင့်ဒီနေ့မှတော့ကြောင်းမသွားပဲနဲ့ဖြားချင်းအောင်ဆောင်နေခဲ့ပါတယ်။ဆိုတာမူဂျိုကအပြန်မှာတော့ကောင်မလေးတယောက်နဲ့မီယာမူယာကိုဆိုတာအတွေ့လိုက်ရပါတယ်။ဒီအကြောင်းကိုသူ့အမဟိုဒီကိုပြောပြလိုက်တဲ့အခါမှာတော့ဟိုဒီကသူ့ရဲ့တငယ်ချင်းပဲဖြစ်မှာပေါ့လေဆိုပြီးတော့ပြောနေခဲ့ပါတယ်။အဲဒီကောင်မလေးကမိရဲလက်မောင်းကင်ထားတယ်လို့ပြောလိုက်တဲ့အခါမှာတော့စားနေတဲ့ရေခဲမှုပါပြုတ်ကျသွားခဲ့ရပါတယ်။ဒီအကြောင်းကိုမိရာကိုစားပို့ပြီးတော့မေးချေပေမဲ့လည်းသူ့ရဲ့စိတ်ထဲမှာတော့ဘဝင်မကျဖြစ်နေခဲ့ပြီးတော့စားမပို့ပဲနေနေခဲ့ပါတယ်။ အရှိကာဝါကမီယာကနင့်ကိုတချိန်လုံးစိတ်ပူနေတာနင်သူ့ကိုစကားသွားပြောတဲ့နယ်လို့ပြောလိုက်တဲ့ခါမှာတော့ဟိုရီကစကားမပြောတဲ့အပြင်သူနဲ့ဝေးတဲ့အဆုံးမှာသွားထိုက်နေခဲ့ပါတယ်။မီယာကဟိုရီကိုမမြင်မိလို့မေးလိုက်တဲ့ခါမှာတော့အရှိကာဝါကမင်းနဲ့စကားမပြောချင်လို့တခြားနေရာမှာသွားထိုက်နေခဲ့ဆိုပြီးပြောနေခဲ့ပါတယ်။ဟိုရီကမီယာကိုပိုက်ရှောင်နေခဲ့ပေမဲ့လည်းမီယာကတော့ဟိုရီကိုမြင်သွားပြီးတော့လှမ်းခေါ်နေခဲ့ပါတယ်။ဟိုတနေ့ဟာဟိုဒီဖျားတဲ့နေ့ကငါနင့်ကိုချစ်တယ်လို့ပြောတဲ့စကားကနင်နိုးမန်းသိလို့ငါပြောခဲ့တာဆိုပြီးတော့မီယာမူယာပြောနေခဲ့ပါတယ်။ ဟိုဒီကနင်လန်းတူတူသွဲလျှောက်တဲ့ကောင်မလေးကဘဒူလဲလို့မေးလိုက်တဲ့အခါမှာတော့မီယာကရှီကာချန်လာလို့ပြောလိုက်တဲ့အခါမှာဟိုဒီကပို့ပြီးတော့ဒေါ်ရထွက်သွားရပါတယ်။မိန်းကလေးတယောက်ရဲ့နာမည်ကိုအဖျားစုပြီးခေါ်တာဒီတစ်ချိန်မဲကြားဘူးတာဖြစ်တာကြောင့်ဟိုဒီကပို့ပြီးဒေါ်ရထွက်နေခဲ့ပါတယ်။ရှီကာချန်ကရှင်တူရဲ့ကောင်မလေးလေခြေချင်းဝက်လဲတော့မလို့ငါ့ရဲ့လက်မောင်းတစ်ဖက်ကိုငှားပြီးတော့ကူညီပေးနေတာပါ။ဘလို့ပဲရှင်းပြပြမရတဲ့ပြင်စာအုပ်ပြန်စာကြီးပဲညောက်ခွက်ကိုနှစ်ချက်လောက်မိနေခဲ့ပါတယ်။အဓိကပြဿနာကတော့လမ်းသွဲလျှောက်လို့မဟုတ်ဘဲနဲ့ရှီကာရှန်လို့တောက်လျှောက်ခုန်နေခဲ့လို့ပဲဖြစ်ပါတယ်။ ဆူတာကိုဟိုရီယာငါဒီမှာမရှိဘူးလို့မီယာကိုပြောလိုက်လို့ပြောလိုက်တဲ့အခါမှာတော့မီယာကဘေးမှာရောက်နေခဲ့ပြီးတော့ငါထထွားတင်လာဆိုပြီးမေးနေခဲ့ပါတယ်။ဟိုရီယာလည်းမထထွားပဲနဲ့ကျေးဇူးပြုပြီးနေပေးပါလို့ပြောနေခဲ့ပါတယ်။မီယာကဟိုရီပြစ်လိုက်တဲ့စာအုပ်ကိုပေးလိုက်ပြီးတော့နှစ်ယောက်တာမရှင်းတဲ့အကြောင်းအရာတစ်ခုကြောင့်စိတ်ခုနေခဲ့ကြပါတယ်။ဟိုရီကမီယာကိုစာအုပ်နဲ့ပြစ်လိုက်တဲ့သူ့ရဲ့လုံရက်ကိုတောင်းပန်နေခဲ့ပြီးတော့မီယာကလည်းရှီကာချန်ရဲ့နာမည်အပြည့်စုံကိုမသိတာကြောင့်ရှင်တိုခေါ်တယ်လို့လိုက်ခေါ်ခဲ့ရတယ်ဖြစ်တဲ့အကြောင်းကိုပြန်လည်ပြောပြနေခဲ့ပြီးတော့နှစ်ယောက်လုံးကပြန်လည်အဆင်ပြေသွားခဲ့ပါတယ်။ မီယာကဟိုရီနိုမန်တီလိုချစ်တဲ့အကြောင်းပြောလိုက်တဲ့အပြင်သူ့ရဲ့တုတ်ပြတ်မှုကိုကြောက်တာကြောင့်အเจ้าအမျက်များထွက်ပြေးမိတယ်လို့ဖြစ်သွားရဲဆိုရင်တောင်းမှန်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်။ငါမင်းစီကဘာမှမမျှော်လင့်ဘူး။ငါမင်းကိုချစ်တဲ့လူပြောတာမင်းတော့ဝင်ထုတ်ဝင်ဖို့ဖြစ်ရင်ငါတောင်းမှန်ပါတယ်။အဲ့ဒီချိန်မှာပဲသပင်းစောပွားပါလူတယောက်ကရောက်လာခဲ့ပြီးတော့အဲ့ဒီကောင်ကဘာလုပ်လဲဆိုပြီးမေးနေခဲ့ပါတယ်။သူကတော့ဟိုရီရဲ့အဖေဖြစ်ပြီးတော့မီယာမူယာရဲ့ခန္ဓာကိုယ်ကိုအသေးစိတ်ကြည့်နေတာဖြစ်တာကြောင့်ဟိုရီရဲ့ကောင်းမွန်စွာအိတ်ခန့်ခြင်းကိုခံလိုက်ရပါတယ်။ တမီးလိတ်မလေးကတော့သူ့ရဲ့အဖေကိုအခန်းထဲမှာဆေးလိတ်တောက်တာကြောင့်တကွက်ကျွေးလိုက်တာပဲဖြစ်ပါလေ။ဟိုရီရဲ့အဖေကတော့တမီးရင်းကငါ့ကိုရိုက်တယ်ပြီးတော့ပေါက်ကရကောင်လည်းအင်ခေါ်လာတယ်ဆိုပြီးတော့ခြေခွဲလူငယ်လုံနေခဲ့ပါလေ။ဟိုရီရဲ့အဖေကတော့မီယာရဲ့ကိုရီးအချက်လက်တွေကိုမင်းနေခဲ့ပြီးတော့ဟိုရီနဲ့အခန်းတူတူပဲပဲဆိုပြီးပြောနေခဲ့ပါလေ။မီယာရဲ့ညက်တောင်ဝေးရှိကြီးကိုဂယုဆိုင်ကြည့်နေတဲ့အချိန်ဟိုရီရဲ့အဲ့ခန့်ကြီးကိုထပ်ခံလိုက်ရပါလေ။သူမဒီလိုကြမ်းကြမ်းတမ်းတမ်းလှုပ်တက်တဲ့အကျင့်တွေကိုဘယ်ရရလာလဲမသိဘူး။မင်းကသမီးကိုရမှာမဟုတ်ဘူး။ဟမ်။စတာပါဟဲ့ကောင်ရ။ငါအမြဲတမ်းဒီလိုပဲပြောချင်ခဲ့တာ။ ဟိုရီးယားဖေရဲ့ပြောင်းချောချောစားနောက်မှုတွေကြောင့်မီယာမူယာကတော့စိတ်ညစ်နေပြီးရောထွက်ပြေးကျင်တယ်လို့ဖြစ်နေခဲ့ပါတယ် မီယာကသမီးရဲ့ကောင်လေးလားလို့မေးလိုက်တဲ့အခါမှာဟိုရီယာဟုတ်တယ်အဲ့အာနဲ့ပတ်သက်ပြီးတော့ပြဿနာရှိလို့လားဆိုပြီးတော့ပြောလိုက်ပါတယ်။သပင်အရှိကြီးနဲ့ဟိုရီဖေကသပင်ရှင်နဲ့ကောင်လေးတွေကိုမကြိုက်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့မီယာကသူ့ရဲ့သပင်ကိုအတူညှက်လိုက်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။ဒါကြောင့်မလို့ဟိုရီကိုသပင်ညက်တွေတွားယူခံလိုက်ပါတယ်။ဒီကိုလာခဲ့ရတာကမရှင်းသေးတဲ့ပြဿနာကိုလာရှင်းတာဖြစ်ပြီးတော့ဟိုရီတယောက်တည်းကိုပဲချစ်မိသွားတဲ့အကြောင်းကိုမတော်အပ်သေးတဲ့ရောက်ခမကိုပြောပြနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဟိုရီရဲ့မီယာအိမ်ပြန်ရောက်ခဲ့ပြီးတော့အန်ဩဆွာချင်းလက်ထက်ရအထုတ်ပါလွတ်ကြတော့ခဲ့ရပါတယ်။တကယ်တော့အန်ဩသွားတာမဟုတ် ုတ်ဘဲနဲ့ဟိုရီးရဲ့အဖေအတွက်ညစာမလောက်တာကြောင့်ဖြစ်ပါတယ်။ကျယ်ရီစုဝေးနေတဲ့ကောင်းကင်ပြာကြီးအောက်မှာတော့မတော်ရသေးတဲ့ရည်သားတစ်ယောက်ကစကားတွေဖောင်းခွဲပြီးတော့ပြောနေကြပါတယ်။နှွေထွေးတဲ့လက်သက်ဆောင်ကိုအပြန်လန်ဆုပ်ကင်ပြီးတော့ညဘက်လန်းတူတူရှောင်းနေတဲ့ချစ်သူနေရောက်ကိုကြည်ပင်းအားဖြင့်ဒီအခိုက်တန့်လေးကအရန်ကိုကြည်နူးအားကျစရာကောင်းလာပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကတယောက်အကြောင်းတယောက်တီးကျင်နေကြပြီးတော့တန်ရုံးစင်ဆိုတဲ့အရာကြီးကလည်းခိုင်မဲလာနေခဲ့ပါတယ် မီယာရဲ့အိမ်လန်းကိုရောက်ရှိတာဖြစ်တာကြောင့်မနက်မှသွေးမယ်ဆိုပြီးလက်ဖြုတ်လိုက်တဲ့ဟိုဒီကိုမီယာကလက်ကိုလမ်းဆွဲကကျေးဇူးတင်ပါတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ဟိုဒီကရှက်ရှက်နဲ့ထွက်ပြေးသွားရပါတယ်။ခြေရတဲ့သူရဲ့နှွေးထွေးတဲ့လက်သက်ဆောင်ကိုဆုပ်ကိုင်ပြီးတော့ညာဘက်တူတူလမ်းလျှောက်ရှင်းဆိုတာကတင်တို့လိုမပိုင်ဆိုင်ရလဲအဝေးကနေကြီးနေုံနဲ့ကျင်းနေပါတယ်ဆိုတဲ့လူတွေအတွက်မဖြစ်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းတင်ချာတွတ်နေတဲ့အီရှီကာဝါကဟိုရီရဲ့အနီးကပ်ဆုံးလူဟာသူပဲဖြစ်တဲ့နယ်ဆိုပြီးတော့မီယာကိုမနာလို့အနှဲငယ်ဖြစ်နေခဲ့ပါတယ်။ နောက်တစ်နေ့ကျောင်းမှာတော့နာကြည်မှုတထောင်ကိုအပြုံးတစ်ခုနဲ့ဖုံးခွဲနေတဲ့အီရှိကာဝါကိုစာကူရာကကြည့်နေခဲ့ပါတယ်။စာကူရာကအခုနောက်ပိုင်းတစ်ခုခုဖြစ်နေတဲ့အကြောင်းကိုရီမီယာယိမ့်မိတဲ့အကြောင်းနဲ့ငါ့ကိုဖုံးခွဲထားတာတစ်ခုခုရှိလို့လားဆိုပြီးတော့စာကူရာကိုမေးနေခဲ့ပါတယ်။စာကူရာကလည်းချစ်စရာကောင်းတဲ့ပိန်သေးသေးရီမီကိုကြည့်ပြီးတော့ဟိုဒီကလည်းအဲ့လိုပုံစံမျိုးဖြစ်တဲ့အကြောင်းနဲ့အီရှိကာဝါကဒါကြောင့်မလို့သဘောကျတာလို့ပြောရင်သူ့ရဲ့ခံစားချက်တွေကိုဖုံးခွဲပြီးတော့ထွက်သွားခဲ့ပါတယ်။ လန်တဝက်သူရောက်တဲ့အချိန်မှာတော့သူ့ပေါ်ကောင်းခဲ့တဲ့ရီမီကိုပြန်လည်မြင်အောင်နေခဲ့ပြီးတော့သူ့ရဲ့ရင်တွင်ပြစ်ခံစားချက်တွေကိုထုတ်ဖော်ဖို့အတွက်အပြေးလာသွားနေခဲ့ပါတယ် ဆာဂူရာကရီမီကိုသူတဘောကြတဲ့ကောင်လေးရှိတဲ့အကြောင်းပြပြနေခဲ့ပြီးတော့ငါနှင်းလို့ချစ်စရာမကောင်းရီမီဆိုပြီးပြောနေခဲ့ပါတယ်။ရီမီကလည်းဆာဂူရာရဲ့နေထိုင်ပုံလေးဟာချစ်ဖို့ကောင်းတဲ့အကြောင်းပြောနေခဲ့ပြီးတော့နှစ်သိပ်ပေးနေခဲ့ပါတယ်။အခုလိုခေတ်ကြီးမှာကိုယ့်ရဲ့ခံစားချက်တွေကိုနားလည်ပေးနိုင်တဲ့တငယ်ချင်းဆိုတာအရန်ကိုရှားပါးသွားခဲ့ပါပြီ။အင်္ဂလိပ်စာမေ့သွားတဲ့မီယာကိုဟိုရီယာရှင်းပြမှဖြစ်ပြီးတော့အီရှီကာဝါကိုမီယာကတောင်းပန်ပါလေဆိုပြီးပြောလိုက်တဲ့အခါမှာရပါတယ်ဆိုပြီးတော့နှစ်ယောက်တည်းတည့်နေကြပါတယ်။ သုံးဝင်းဆိုင်ဇလန်းနဲ့ကြုံလာရင်ဗီလိန်ဖြစ်တဲ့လူတယောက်ကတော့အမြဲတမ်းနောက်ဆုတ်ပေးရတာပဲဖြစ်ပါလေ။မီယာကဂရန်မာမာညံပြီးတော့ဗိုက်အရန်ကြီးကြက်အရန်ကြီးမှာပဲတော်တယ်ဆိုပြီးတော့ဟိုရီကိုပြောနေခဲ့ပါလေ။ဟိုရီကအီဆူမီကွန်လာမလားမသိလို့ပြောလိုက်တဲ့အခါမှာမီယာကသူ့ကိုခေါ်တယ်လို့ထင်နေခဲ့ပေမဲ့ဆိုတာရဲ့တငယ်ချင်းနာမည်ကအီဆူမီဖြစ်တဲ့အကြောင်းဟိုရီကပြောပြနေခဲ့ပါလေ။ မီယာကသူ့ရဲ့ပထမနာမည်အီဆူမီကိုခေါ်စေချင်တာဖြစ်တာကြောင့်ဟိုဒီကအီဆူမီအယူကောင်ဆိုပြီးပြောလိုက်တဲ့အခါမှာငါ့ရဲ့နာမည်ကိုအယူလို့တော့ထဲမခေါ်ပါနဲ့လို့ပြောရင်းနဲ့စကားများနေတဲ့ချစ်သူနေရကိုဒုတိယအီဆူမီကမင်းတို့မိသားစုတွေအစင်ရောပြည်ရဲ့လားဆိုပြီးဆိုတာကိုပြောနေခဲ့ပါတယ်။အပိုင်းကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပြီးတော့ဟိုဒီမီယာလို့အခြေအနေမီကားကောင်းလေးတွေကြီးကြီးနေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ကြပါနဲ့ဘူးဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။